ထိုင်းဆိုရအဖွဲ့ဟာစီးပွားရေးမြင့်တင်ဖို့နဲ့တွားတွားတက်တဝါတွေတရားမဝင်ကုန်သွယ်မှုကိုတားဆီးဖို့ကြိုးပမ်းမှုအဖြစ်ငွေတွေတင်ဖို့မှုစေစုနေများစွာကြာပိတ်ပင်ထားမှုကိုရုပ်သိမ်းလိုက်ပြီးဖြစ်ပါတယ် မွေရှင်နဲ့မွေရီကုန်တွေတင်ပို့တာကိုတားမြစ်ထားတဲ့1990နဲ့1992ခုနှစ်တို့ကဆုံးဖြတ်ချက်နှစ်ခုကိုရုတ်သိမ်းပေးရေးတဘာဝပါဝင်ခြင်းထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အဆိုပြုချက်ကိုဝန်ကြီးတွေကအခုသတင်းပတ်မှာတည်ပြခဲ့ပါတယ်။ကမ္ဘာဈေးကွက်မှာဝယ်လိုအားမြင့်မားနေမှုကိုဖြည့်ဆည်းပေးဖို့ပြည်တွင်းမှာမွေးမြူထားတဲ့မွေတွေကိုတရားဝင်တင်ပို့ခွင့်ပြုလိုက်တာဖြစ်ကြောင်းအဆိုပြုလွှာတင်သွင်းသူတွေကပြောပါတယ်။ အဲ့ဒီနီးနဲ့ပြည်တွင်းမွေမွေမြူရေးသမားတွေအတွက်ဝင်ငွေရရှိစေသလိုတင်းကျပ်တဲ့ကြီးကြပ်မှုအောက်မှာတရားဝင်တင်ပို့မှုလမ်းကြောင်းဖန်တီးပေးခြင်းနဲ့တရားမွေမွေတင်ပို့မှုကိုတားဆီးနိုင်မယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ပြည်တွင်းမွေရောင်းဝယ်မှုတန်ဖိုးဟာတစ်နှစ်ကိုအနည်းဆုံးဘတ်ငွေ295တန်ခန့်ရှိတာပါ။ဆက်ဆက်လုပ်ငန်းတွေဟာမွေစာထုတ်လုပ်တာတစ်နှစ်ကိုအနည်းဆုံးဝင်ငွေဘတ်တန်180တန်၊မွေသားကောင်အတွက်အစာထုတ်လုပ်မှုဘတ်50တန် ငွေလောင်အိမ်လိုငွေမွေးမြူတဲ့ပစ္စည်းတွေထုတ်လုပ်တာဘတ်18တန်းငွေတွေအတွက်ကျမကြီးစောင့်ရှောက်မှုနှစ်စဉ်ဘတ်ငွေ6တန်းတို့လည်းပါဝင်ပါတယ်။ငွေတွေကိုတင်ပို့လူသူတွေဟာတော်ရိုင်းတရိษံထိန်းသိမ်းရေးနဲ့ကာကွယ်ရေးဥပဒေ2019နဲ့မျိုးသုံးလူနီးပါတော်ရိုင်းတရိษံနဲ့တစ်ပင်ပန်းမှန်များဆိုင်ရာနိုင်ငံတကာကုံတွယ်မှုသဘောတူစာချုပ်အရခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။ စီမင်းတွေအတိုင်းလှုံ့ဆောင်ရတာဟာတော်ရင်တရိษံရောင်းဝယ်ဖောက်ကားမှုကြောင့်ဂေဟာစနစ်ကိုမထိခိုက်စေဖို့ဖြစ်တယ်လို့အာနာပိုင်တွေကပြောကြားခဲ့ပါဗျ။ဝတင်ပေါ်ရေးအဆိုပြုချက်ကိုပအဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးချာလာချိုင်းစရီအွန်အမျိုးသားဥယင်တော်ရင်တရိษံနဲ့အပင်ထိန်းသိမ်းရေးဌာနဒုညွန်ကြားရေးမှူးချုပ်ဗီရာကွန်ချိုင်ရက်နဲ့တော်ရင်တရိษံနဲ့တစ်ပင်ပန်းမှန်ကာကွယ်ရေးဌာနညွန်ကြားရေးမှူးစာဒူဒီပန်ပူဒီတို့ကကက်ဘိနက်ကိုတင်ပြခဲ့ကြတာဖြစ်ပါတယ်။ လွတ်တော်မီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံရေးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။